Idea Story Knowledge and Entertainment Channel မှာပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာကျွန်တော်ခုပြောပြမယ့်အကြောင်းအရာလေးကတော့လေဖြည့်ချမ်းကနေရသက်ပံကင်းဝေးစေမဲ့ဒီကညီလန်6ခုကိုကျွန်တော်ကပြောပြပေးမှာဖြစ်ပါတယ်ကျွန်တော်ပြောပြတဲ့6ခုကိုလိုင်းနာလှုပ်ဆောင်ခြင်းဖြင့်တတလုံးလေဖြည့်ချမ်းကနေမှကင်းဝေးနိုင်မှာပဲဖြစ်ပါတယ်ကျွန်တော်တို့ဒီလေဖြည့်ချမ်းကပစ္စမမြောက်အဖြစ်များဆုံးတည်ဆုံးရတဲ့အကြောင်းရင်းဖြစ်ပြီးတော့ဒီမတမဆွမ်းဖြစ်စေတဲ့အဓိကအကြောင်းရင်းလေးဖြစ်ပါတယ်။လေဖြည့်ချမ်းဆိုတာနဲ့အားလုံးသိကြမှာပါ အုံနောက်ရဲ့အစေပိုင်းတစ်ခုကိုပေါ့နော်အောက်ဆီဂျင်ပါဝင်တဲ့သွေးကိုတစ်ခုခုပိတ်ဆို့သွားတဲ့အခါမှာဖြစ်ပေါ်တတ်တဲ့အန္တရာယ်ရှိတဲ့အခြေအနေတစ်ခုပဲဖြစ်ပါတယ်ကျွန်တော်ဒီသွေးကြောအတွင်းမှာသွေးခဲခြင်းနဲ့ပြီးတော့သွေးကြောပေါက်ခြင်းတို့ဟာအုန်းနောက်ဆဲတွေစီကိုသွေးထောက်ပတ်မှုမရောက်ရှိခြင်းရဲ့အဖြစ်များဆုံးကြောင်းရင်းနဲ့ဖြစ်ပါတယ်။အဲ့လိုအုန်းနောက်ဆဲတွေမှာအောက်ဆီဂျင်ပါတဲ့သွေးမရှိဘူးဆိုတာကအမျိုးမျိုးသောပြဿနာတွေဖြစ်ပေါ်စေပြီးတော့သေဆုံးနေတာပဲဖြစ်ပါတယ်။ရောဂါလက္ခဏာတွေကတော့အုန်းနောက်ရဲ့ထိခိုက်မှုပုံမှာမူတည်ပြီးတော့ကွဲပြားနိုင်ပါတယ်။ ကျွန်တော်အဖြစ်များတဲ့လေဖြည့်ခြင်းပုံစံနှစ်မျိုးရှိပါတယ်ပထမတစ်မျိုးကတော့ပို့ပြီးတော့အဖြစ်များဆုံးပဲဖြစ်ပါတယ်နံပါတ်၁အတစ်ချက်နေနဲ့အုံနှုတ်ထဲမှာသွေးခဲကျဉ်းကျောင်းဖြစ်တဲ့လေဖြည့်ခြင်းပဲဖြစ်ပါတယ်ဘလိုလဲဆိုတော့သွေးခဲကအုံနှုတ်ဆဲတွေကိုသွေးစီးဆင်းမှုကိုပိတ်ဆို့တဲ့အခါမှာဒီလက်ဖြက်ချင်းကိုဖြစ်ပေါ်လာတာပဲဖြစ်ပါတယ်။နံပါတ်2ကတော့အုံနှုတ်ထဲမှာသွေးရုပ်ဆင်းခြင်းကြောင့်ဖြစ်လာတဲ့လက်ဖြက်ချင်းပဲဖြစ်ပါတယ်။ ကျွန်တော်ဒီအုံနောက်အတွင်းမှာပေါ့နော်သွေးလွတ်ကြိုးတွေပေါက်ထွက်ခြင်းကြောင့်မို့ဒီသွေးရိုစင်ခြင်းဖြစ်လာတာပဲဖြစ်ပါတယ်အဲ့ဒီခါမှာအုံနောက်တ िश ူတို့ရိုစင်းတဲ့သွေးတွေဟာအုံနောက်ဆေးတွေကိုပျက်စီးစေပြီးတော့ရောဂါလက္ခဏာတွေကိုဖြစ်စေလာတာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီလက်ဖြက်ခြင်းကိုကာကွယ်နိုင်မဲ့ဒီကနိလန်တွင်ရှိပါတယ်။တရင်ကောင်းကတော့လေဖြည့်ချင်းရဲ့80ရာခိုင်နှုန်းလောက်ဟာကျွန်တော်ရဲ့ကျမ်းမာတဲ့လူနေမှုပုံစံနဲ့ ပုံမှန်ကျမ်းမာရေးကိုစောင့်ကြည့်ပြီးတော့လိုင်းနာလုံဆောင်ခြင်းအဖြစ်ကာကွယ်နိုင်မှာပဲဖြစ်ပါတယ်။လက်ဖြစ်နိုင်ခြေကိုသိရှိပြီးလိုအပ်တဲ့အပြောင်းလဲတွေပြုလုပ်ခြင်းဖြင့်အချင်းနဲ့မစိုးခင်မှာကာကွယ်နိုင်မှာပဲဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့ဒီလက်ဖြစ်နိုင်ခြေကိုကြိုတင်ကာကွယ်နိုင်မယ့်အချက်၆ချက်ကိုမပြောခင်မှာလက်ဖြစ်ခြင်းရဲ့အဖြစ်များတဲ့လက္ခဏာတွေကိုကျွန်တော်ကအရင်ပြောပြပေးမှာဖြစ်ပါတယ်။လက်ဖြစ်ခြင်းရဲ့အဖြစ်များတဲ့ယောဂလက္ခဏာတွေအနေနဲ့ကတော့ကျွန်တော်ဒီလေးစဖြစ်ဖို့ တိုင်ပင်ပေးလိုက်ပြီဆိုတာနဲ့ယုတ်ရက်ပြင်းထန်စွာခေါင်းကိုက်တာတွေဖြစ်တတ်တယ်ခေါင်းမူးတာတွေဖြစ်တတ်တယ်ပြီးတော့မျက်လုံးတစ်ဖက်ဒါမှမဟုတ်နှစ်ဖက်စလုံးမှာမြင်ရခက်တဲ့ပြဿနာတွေဖြစ်တတ်တယ်အမင်းအာယုံဝေဝါးသွားတာတွေဖြစ်တတ်ပါတယ်ယုတ်ရက်ဆိတ်ရှုပ်ထွေးတာတွေဖြစ်တတ်တယ်ပြီးတော့စကားပြောနေရင်းနဲ့စကားပြောရတာခက်ခဲလာတာတွေစကားပြောရတဲ့အခါမှာအားလေးရှာလေးဖြစ်လာတာတွေနဲ့ပြီးတော့တစ်ဖက်လူရဲ့ပြောတဲ့စကားကိုနားလျက်ခက်ခဲတာတွေဖြစ်တတ်ပါတယ်ပြီးတော့ခနာကိုတစ်ဖက်ချမ်းမှာထုံကျန်တာတွေဖြစ်တတ်ပါတယ် ကျွန်တော်ဒီလမ်းလျှောက်တဲ့အခါမှာပေါ့နော်ပုံမှန်လမ်းလျှောက်နေရင်းနဲ့ဟန်ချက်ပြက်ပြီးတော့လမ်းလျှောက်ရတာခြေထောက်တွေလှမ်းရတာအဆင်မပြေတာမျိုးတွေခြေထောက်တွေလင်းလန်နေတာမျိုးတွေစတဲ့အခြေအနေတွေဖြစ်တတ်ပါတယ်ကျွန်တော်တို့ပေါ့နော်ဒီပုံမှန်လက်ကျင်ကန်းလောက်ထားရေးပေါ့နော်ပုံမှန်မှန်ကန်တဲ့အစားအသောက်နဲ့ထိုင်မှုပုံစံနဲ့ပြုပြင်ပြောင်းလဲမှုအပြင်ပေါ့နော်။နာတာချေယောဂါတွေဖြစ်တဲ့ဒီလေဖြစ်နိုင်ခြင်းရှိတဲ့ကျမရဲ့အခြေအနေတွေရှိပါတယ်။အဲ့ဒီအခြေအနေတွေကတော့ဒီအရင်တော့ကလေဖြတ်ဖူးတဲ့ရာဇဝင်ရှိတဲ့သူတွေ၊စီးကြောယောဂါရှိတဲ့သူတွေ ပြဒိုယောဂါရှိတဲ့သူတွေမြမားတဲ့ကိုလက်စတော ရှိတဲ့သူတွေစင်ကေဆဲရောဂါရှိတဲ့သူတွေအဝါလွန်ချင်းရှိတဲ့သူတွေမှာသတိထားပါမယ်။နောက်တစ်ချက်ကကျွန်တော်တို့ဒီပုံမှန်ကျန်းမာရေးနဲ့ညံ့ညွတ်တဲ့ညီထမှုပုံစံနဲ့မဟုတ်တဲ့အရက်လွန်ကျွန်သုံးဆွဲခြင်းနဲ့ဆေးလေးတောက်ခြင်းနဲ့လင်းကျင်ကမရှိခြင်းနဲ့ ကျမရဲ့နေ့မညင်ညွတ်တဲ့အစားအသောက်တွေအများတန်းလို့လို့စားတော့နေတိုင်းမိချင်းနေရလေးရဖြစ်နိုင်ခြေကိုပို့ပြီးဖြစ်စေတာပဲဖြစ်ပါတယ်။အဲဒီတော့ကျွန်တော်တို့ဒီကျမရဲ့နေ့ညင်ညွတ်တဲ့လူနေမှုပုံစံကိုပြုပြင်ပြောင်းလဲခြင်းဖြင့်ရဖြစ်နိုင်ခြေကိုတည်တည်တာတာရှော့ချပေးနိုင်ပါတယ်။ပြီးတော့ဒီပြုပြင်မွမ်းမံတဲ့အန္တရာယ်ရှိတဲ့အကြောင်းရင်းတွေရှိတဲ့ဒီရဖြစ်သွားနိုင်တဲ့နာတာချေယောဂါတွေရှိမယ်ဆိုလို့ရှိရင်လေပုံမှန်စေကုသမှုခံယူပြီးတော့ဒီလိုက်နာလှုပ်ဆောင်သင်ပါတယ်။ ကျွန်တော်တို့လက်ဖြတ်ချင်းကနေကင်းဝေးစီဖို့အကြံပြုချက်6ချက်ကိုကျွန်တော်တို့ဆက်လက်နားထောင်ကြည့်အောင်ကျွန်တော်တို့ရိုးရှင်းနေတဲ့မှုပုံစံတွေကိုပြပြပြောင်းလဲခြင်းနဲ့ပုံမှန်ကျန်းမာရေးစစ်ဆေးမှုခံယူခြင်းဖြင့်လက်ဖြတ်ချင်းကိုကာကွယ်နိုင်ပါတယ်လက်ဖြတ်ချင်းကိုရှောင်ရှားဖို့အခုပြောပြမယ့်အချက်တွေကိုဂင်းတစိုက်နားထောင်ပြီးတော့လိုက်နာလုံဆောင်ပါ ံပါတ်၁အချက်အနေနဲ့ကတော့ဈေးလေးဖြတ်ဖို့ပဲဖြစ်ပါတယ်။ဈေးလေးတောက်ချင်းကိုရှောင်ကျင်ခြင်းဟာလေဖြတ်ချင်းကိုကာကွယ်ဖို့အဓိကနည်းလမ်းပဲဖြစ်ပါတယ်။ဒီဈေးလေးတောက်ချင်းကသွေးကြောတွေကိုထိခိုက်စေပြီးတော့ကျွန်တော်ရဲ့သွေးပောင်ခြင်းကိုတိုးစေကလေဖြတ်ချင်းအတွက်အန္တရာယ်ဖြစ်စေတဲ့အကြောင်းရင်းဖြစ်လို့ပဲဖြစ်ပါတယ်။ဈေးလေးဖြတ်ခြင်းဟာလေဖြတ်ချင်းအတွက်ပထမဆုံးအဆင်ပဲဖြစ်ပါတယ်။ နမနဲ့အချက်ကတော့ကျမ်းမာတဲ့အစားအစာတွေကိုရွေးချယ်စားသုံးဖို့ပဲဖြစ်ပါတယ်။ကျွန်တော်စားတဲ့အရာတွေမှာပေါ့နော်ကျွန်တော်သွေးကြောတွေမှာပြဿနာဖြစ်စေနိုင်တဲ့လေဖြစ်နိုင်ခြေကိုတိုးစေတဲ့အရာတွေပါဝင်ကောင်းပါဝင်နိုင်ပါတယ်။အဲဒီတော့ကျွန်တော်ရှောင်ကျင်သင့်တဲ့အစားအစာတွေအနေနဲ့ကတော့ဒီပြေဝဆီတွေကိုလက်စတရောများတဲ့အစားအစာတွေနဲ့ဆိုဒီယမ်များတဲ့အစားအစာတွေကိုကျွန်တော်တေချာပေါ့ရှောင်ကျင်ရပါမယ်။ ဟွန်းတကယ်လို့ကျွန်တော်စားသုံးမိတယ်ဆိုလို့ရှင်လေပမာဏအငင်းငယ်တာစားသုံးတင်ပါတယ်အများအားလုံးတော့မစားသုံးတင်ပါဘူးပြီးတော့အဲ့ဒီစားလက်ဆက်တတိဝလန်နေပြီးတော့ဒီပရိုတင်းတွေပေါ့နော်အဖြူအသားတွေဖြစ်တဲ့ကြက်သားတို့ငါးတို့ပေါ့နော်ဒီအဲ့စားစားတွေကိုစားသုံးပေးပါဟင်းသင်းဟင်းရွက်တွေနဲ့ကျမိုင်းနဲ့ညညွတ်တဲ့အစီတွေလို့ကျမိုင်းနဲ့ညညွတ်တဲ့အစားအသောက်တွေကိုရွေးချယ်ပေးဖို့ပဲဖြစ်ပါတယ် နံပါတ်3ချက်ကတော့အရက်ဖြစ်ပေါ်ပဲဖြစ်ပါတယ်အရက်တောက်တဲ့သူဆိုလို့ရှင်တော့အရက်ဖြစ်ပါတကယ်လို့မဖြတ်နိုင်ဘူးဆိုလို့ရှင်တော့ပမာဏနင်းငယ်စွာတောက်သုံးပေးပါကျွန်တော်တို့ဒီအရက်လွန်ကျွန်တောက်ချင်းကကျွန်တော်တို့သွေးပောင်ခြင်းကိုမြင့်တက်စေပြီးတော့ triglyceride တိုးစေကလျှက်ဖြတ်ခြင်းကိုဖြစ်စေနေတာပဲဖြစ်ပါတယ်ဘလောက်တောက်လဲရှော့တောက်ပါအမျိုးသမီးတွေအနေနဲ့ကတော့တနေ့ကိုအရက်တစ်ခွက်ထက်ပိုမတောင်းတင်တယ်လို့အမျိုးသားတွေအနေနဲ့ကတော့တနေ့ကိုနှစ်ကြိမ်ထက်ပိုမတောင်းတင်ပါဘူး နံပါတ်၄အချက်အနေနဲ့ကတော့ကော်လေးချင်းထင်းပုံပဲဖြစ်ပါတယ်။အဝလွန်ခြင်းကလည်းလက်ဖြက်ချင်းတွေအဓိကအနေနဲ့တစ်ခုပဲဖြစ်ပါတယ်။တကယ်လို့အဝလွန်ခြင်းနဲ့ပြီးတော့ဒီအဝလွန်နေတယ်ဆိုလို့ရှိရင်နော်လက်ဖြက်ချင်းကိုဖြစ်စေနိုင်တဲ့နာတာချေကျောင်းမကြီးပြဿနာတွေကိုရှောင်ရှားဖို့အစာအသောက်တွေကိုပြောင်းလဲခြင်းနဲ့နေ့ကျင်ကပြုလုပ်ခြင်းဖြင့်ကော်လေးချင်းကိုရှင်းချဖို့စဉ်းစားပါ။ နံပါတ်5အခြေအနေတွေကတော့နန္ဒာရှိကျမရဲ့အခြေအနေတွေကိုထိန်းချုပ်ဖို့ပဲဖြစ်ပါတယ်။တကယ်လို့စီးကြိုယောဂါတွေ၊သွေးတိုးယောဂါတွေပြီးတော့ကိုလက်စတရောမြင့်မားခြင်းတွေပုံစံမျိုးရှိနေတယ်ဆိုလို့ရှိရင်တော့အဲ့ဒီအခြေအနေတွေကိုတေချာပေါ့ကျွန်တော်တို့ထိန်းချုပ်ရမှာပဲဖြစ်ပါတယ်။လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ဇေဝါတွေကနန္ဒာရှိကျမပြဿနာတွေမှာကာကွယ်ပေးပြီးတော့လက်ဖြဲ့ခြင်းကိုလည်းကာကွယ်ပေးနိုင်မှာပဲဖြစ်ပါတယ်။ ။နံပါတ်6အချက်ကတော့လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ရမှာပဲဖြစ်ပါတယ်။ကိုလက်လုံရှောင်းမှုပုံမှန်လုံချင်းကလေဖြစ်နိုင်ခြင်းကိုမြင့်တက်စေနိုင်တယ်။ဒီအခြေအနေတွေကိုရှောင်ရှားဖို့ကူညီပေးနိုင်မှာပဲဖြစ်ပါတယ်။နေ့စဉ်ပုံမှန်လမ်းလျှောက်ခြင်းနဲ့အလေးမာတာတွေ၊အဲရိုဘစ်လုပ်ထားတဲ့ယောဂကျင့်တာတွေနဲ့ပေါ့နော်။ဒီလှုပ်ရှားစေတဲ့မြသည့်အရာကိုမဆိုလှုပ်ဆောင်ခြင်းအပြင်ကိုလေ့ကျင့်ကြစေပြီးတော့ကျန်းမာရေးနှလုံးကိုထင်ထင်ပေးနိုင်မှာပဲဖြစ်ပါတယ်။အဲ့ဒီကနေတစ်ဆင့်လေဖြည့်ခြင်းကိုကင်းဝေးစေမှာပဲဖြစ်ပါတယ်။ တော့ခုပြောပြတဲ့အကြောင်းအရာလေးကတော့ဒီလက်ဖြက်ချင်းကနေကင်းဝေးစေဖို့အဓိကရေးကြည့်တဲ့အချက်၆ချက်ကိုပြောပြပေးကြမယ်ဖြစ်ပါတယ်ကျွန်တော်တို့ကျမ်းမာကြခိုင်နေစေဖို့ကျမ်းမာရဲ့ညညွတ်တဲ့အစားတောင်းနေထိုင်မှုပုံစံတွေပြုပြင်ပြောင်းလဲပါမိမိကိုယ်ကိုမိမိဂရုစိုက်ပါငါသာရှိကျမ်းမာရဲ့ channel ရနဲ့ကင်းဝေးပြီဆိုလို့ရှိရင်တော့ဒီကြောက်ကကျွန်တော်တို့သူ့ရဲ့နောက်ဆက်တွဲအန္တရာယ်တွေကိုရှောင်ရှားနိုင်မှာပဲဖြစ်ပါတယ်အဲ့အတွက်ကျွန်တော်ခုပြောပြတဲ့ကျမ်းမာရဲ့ဘူးတုဒါလေးကိုနားထောင်ပေးပြီးတော့ကြတော့ကျမ်းမာရဲ့အကျိုးကျေးဇူးစုံတရားရရှိလိမ့်မလို့လဲမျှော်လင့်ပါတယ် ကျမရဲ့အကျိုးကျေးဇူးတုံတရားရရှိခဲ့မယ်ဆိုလို့ရှိရင်လည်းကျွန်တော်အနေနဲ့အတိုင်းထက်လွန်ဝမ်းသာပီတိဖြစ်မိမှာပဲဖြစ်ပါတယ်။ကျမရဲ့ဘုသူသားတွေတော်ပါပြီ။စေချမ်းသာခြင်း၊ကိုယ်ရေးချမ်းသာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေ။